တော်နာမည်ကိုဝေးလွင်ပါကျွန်တော်မန္တလေးသားစစ်စစ်ကိုတနေ့ကကျွန်တော်ဒူမနေရာကိုမော်လမြိုင်နေလေလာလို့ကျွန်တော်နန်းနွဲ့လေးကိုကျွန်တော်လိုက်ဖို့ကျွန်တော်ကားနဲ့သွားပါတယ်ကျွန်တော်ကားမှာ NLD စိတ်စတစ်ကာနှစ်ခုကတ်ထားတယ်အဲ့တော့ပထမတော့ကျွန်တော်ဝင်ဝင်ပေးဖို့ရတွေ့ပတ်ပုတ်တင်နေပါတယ်တောင်းပါနောက်တော့မှတယောက်ကအာဟိုမှာကားမှာ NLD စတစ်ကာကြီးကတ်ထားတယ်အမြဝင်လို့မရဘူးကျွန်တော်ပြောအဲ့တော့ကျွန်တော်ကဘာလို့လဲဒီစတစ်ကာကတ်လို့ဘာလို့ဝင်ဝင်မပေးတာလဲလို့ကျွန်တော်ဝင်တဲ့အခါကျတော့ သူကကျွန်တော်ဘာမှပြန်မပြောပါဘူးတယောက်ကတော့ခွာလိုက်ပါလားခွာလိုက်လို့ရှိရင်ဝင်ဝင်လို့ရပါတယ်ကျွန်တော်တို့ဗျာအခုရွေးကောက်ပွဲနဲ့ပတ်သက်ရင်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံဗျာလေးပုံတစ်ပုံတော့ကိုယ်တိုင်ပြန်ပါတပ်မတော်ကိုကိုစားပြုပြီးလွတ်တော်ရဲရောက်နေတယ်လို့ကျွန်တော်တို့သိထားတယ်အဲ့လိုပဲဒီတပ်မတော်သားတွေဟာကျွန်တော်တို့အများပြည်သူလို့ သူဟာမဲရပြားပိုက်ရှင်ဖြစ်နေပြန်တယ်ကျွန်တော်တွေးခဲ့ရတဲ့အဖြစ်အပျက်ကတော့ကျွန်တော်မန္တလေးဒီလမ်းလွင်ကိုသွားတဲ့အခါမှာမန္တလေးလမ်းလွင်ဟာတပ်မတော်ပိုင်တဲ့ area စစ်တပ် area ဖြစ်တဲ့အတွက်ပါတီနိုင်ငံရေးကိရှင်းရမယ်ဒါကြောင့်ကျွန်တော်တို့ကားမှာကတ်ထားတဲ့ state ကားတွေကိုဖြုတ်ပေးရမယ်ဆိုတာမျိုးကျွန်တော်တွေးတဲ့အခါမှာကျွန်တော်အရင်အံ့ဩသွားတယ်အဲကျွန်တော်တို့ခုမန္တလေး န်းတွဲပေါ့။ဒါလေးနန်းမြော်တွဲကိုကျွန်တော်တို့မြန်မာနိုင်ငံတံပြားကဒီလိုလာရောက်ပြီးတော့လိလာတဲ့အခါမှာကျွန်ရဲ့ဒီကားကြီးစိုက်ကယ်ကြီးမှာ energy sticker တွေတွေ့တယ်ဆိုရင်အဲ့ဒါကိုခွာခိုင်းနေဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဒါကြားရတယ်ပေါ့လေ။ဒါတကယ်တော့ဒါကမဖြစ်သင့်ဘူးလို့တော့ကျွန်တော်တို့ထင်တယ်။အဲမှာကျွန်တော်ခုပြောနေတာပေါ့လေ။ energy တစ်စိတ်တစ်ခုတည်းနေတာ။ဒါမှမဟုတ်ကြံ့ခိုင်ရေးတစ်စိတ်ကတ်လာရင်တော့ဘယ်လိုလက်ခံလဲ။အဲအဲ့ဒါလေးကိုတော့ ဲ့အချက်လေးတို့မေးချင်တယ်ဒီပုံမှာလည်းကျွန်တော်ပြောလို့ရှိရင်နှစ်ထောင်စနစ်ကြားပြန်ယူတော့ပဲပါတော့ကျွန်တော်ကားတစ်စင်းအဲ့လိုပဲအဲ့ဒါတော့ဟိုပါတီတစ်စင်းကိုပေါ်တယ်ဘုချုပ်ပုံကိုဖာတိုင်းမှုတယ်မလေးတိုင်းနိုင်ငံရဲ့အခြေပေါ်ပါတော့။အဲ့တော့သူတို့အနေနဲ့ပြောနေတာကဒီပါတီနိုင်ငံရေးဟာတပ်တော်နဲ့ကင်းရှင်းရမယ်ဆိုတာကတိတ်တော်မဟုတ်ဘူးလို့ထင်တာပဲ။အဲဒီလဲလွင်းကိုဝင်တဲ့အချိန်မှာဒီ အဲ့ဒါဒီသိပ်ပါတဲ့ဟာတွေခေါ်ရဆိုတော့အတိတ်ပဲမရှိဘူးပေါ့ကျွန်တော်တို့ဒီနန်းလေးဆိုတာကျွန်တော်တို့မဲလေးသူမဲလေးသားဒီမနိုင်ငံဒီမနိုင်ငံသားတွေအတွက်လူလက်ဆိုတော့လာပြီးရှိရနေရ။နောက်ဒီအချိန်ကဒီမိသီပါတီမျိုးစုဒီ message စီရင်ခွင့်ကိုတရားဝင်ဖြူထားတဲ့အချိန်ဖြစ်တယ်ပေါ့။ဒါအုံမှဒီ NLD တစိမ့်တွေကိုပဲတိတဲ့ရွေးခွာနေဆိုတာတော့ဘယ်လိုမှမဖြစ်သင့်ဘူးပေါ့။ဟိုတရားမျှတမှုလည်းမရှိဘူးလို့ယူဆပါတယ်။